တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပါမှာနှုတ်ခွန်းဆက်တာတော်ပါပြပါတယ်ကျွန်တော်တို့ဆရာငင်းကိုဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်27ရက်10လ2025ကနေပြီးတော့28ရက်10လ2025ထိတပတ်စာဟောစတန်းကံကြမ္မာအကြောင်းအကျိုးအကောင့်အဆိုးများကိုဟောပြောတင်ပြပေးခြင်းပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီတစ်ပတ်ကြားရောက်လာတဲ့ကံကြမ္မာအကောင့်အကြောင်းအကျိုးအကောင့်အဆိုးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင် ပိတ်ဆို့နေတဲ့အရာလေးတွေဒီဘက်မှာပြန်ပြီးပွင့်လာနိုင်တဲ့အခြေအနေတိုင်းဆိုင်ရာလေးတွေရှိတယ်နော်အရင်ပတ်တည်မှာကိုအဆင်မပြေတာတွေရှိတယ်ဆိုလို့ရှိရင်ဒီဘက်မှာမထင်မှတ်တဲ့အဆင်ပြေသွားတတ်တယ်အရင်ဒီဘက်မှာအခက်အခဲဖြစ်နေတာတွေရှိတယ်ဆိုလို့ရှိရင်မထင်မှတ်ပဲနဲ့ပြန်ပြီးအခက်အခဲလေးတွေပြေကျောက်သွားနိုင်တယ်နော်ကုညီလာမဲ့အကူညီကောင်းအထောက်ပံ့ကောင်းလေးတွေလည်းရရှိလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။တချို့တော့အရာလေးတွေမှာကိုယ့်အတွက်အခွင့်အလမ်းတွေပြန်ပြီးတော့ပေါ်လာနိုင်တယ်။ပိတ်ဆို့နေတဲ့အခွင့်အလမ်းတွေပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့အရာတွေပြန်လည်ရရှိလာနိုင်တယ် ဟိုမရတော့ဘူးလို့ထင်တဲ့ငွေကြေးတွေသုံးပြီလို့ထင်တဲ့ငွေကြေးတွေကိုယ်အနေနဲ့ပြန်မရနိုင်ဘူးထင်တဲ့လုပ်ငန်းတွေနောက်ပြီးတော့ရက်ဆိုင်တာတဲ့လုပ်ငန်းတွေပြန်လဲစတင်ရလိမ့်မယ်ပြန်လဲပြီးတော့အသက်ဝင်လာလိမ့်မယ်ဒီလိုအကြောင်းရင်းမျိုးလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရနိုင်တယ်တချို့တော့လုပ်ငန်းကင်ကန်နဲ့ပတ်သက်ပြီးတော့ကိုယ်လုပ်ငန်းတို့ဒီတစ်ပတ်မှာစတင်နေသူတွေလုပ်ငန်းစတင်နေသူတွေနောက်တစ်ခုကလုပ်ငန်းနဲ့ပတ်သက်ပြီးအပြောင်းလဲလုပ်ချင်နေသူတွေနော်လုပ်ငန်းပြောင်းမယ်ဆိုလို့ရှိရင်လည်းဒီတစ်ပတ်မှာပြောင်းလဲနိုင်တယ်နော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လုပ်ကင်မယ်ဆိုလို့ရှိရင်လည်းလုပ်ကင်နိုင်တယ် လုတ်ကြိုင်မယ်ဆိုလို့ရှိရင်လည်းလုတ်ကြိုင်တဲ့များစတင်အချိန်ခါစတင်လို့တင်းတော်တဲ့အချိန်ခါစတင်မှုအတွက်ကိုအခွင့်ရေးကောင်းအချိန်ခါကောင်းတစ်ခုလို့ဆိုရမှာဖြစ်တယ်ဒီတစ်ပတ်မှာကိုလုပ်ငန်းတက်စမယ်ဆိုလို့ရှိရင်စတဲ့လုပ်ငန်းတက်ပြီး account ထဲပေါ်ကွာ account ထဲပေါ်ပါစတင်ပြီးတော့ရက်တည်နိုင်အောင်ပြုလုပ်ပါဒါဆိုလို့ရှိရင်ကောင်းကျိုးလေးတွေအများကြီးပေါ်လာနိုင်တဲ့အချိန်ဒီပိုင်းဆိုင်ရာတွေတွေ့တယ်နောက်တစ်ခုကအလုပ်လျှောက်လာတဲ့သူတွေ interview ဖြေထားတဲ့သူတွေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟိုနိုင်ငံရေးချာသွားမဲ့သူတွေနော် ဒီလိုအလောက်ကင်လေးတွေကိုစီစဉ်နေတဲ့အရာလေးတွေအစီစဉ်အဆင်မပြေဘူးဖြစ်နေတယ်အရင်ချင်းကားလေးမှာအဆင်မပြေဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်အတွင်းမှာဒီကိစ္စတွေကအဆင်ပြေလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေပေါ်လာလိမ့်မယ်နော်အခွင့်ရေးကောင်းလေးတွေအခွင့်လန်းကောင်းလေးတွေပြန်ပြီးပေါ်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေလည်းဒီတစ်ပတ်မှာရှိတယ်ရှိတယ်နောက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဌာနဆိုင်ရာဝန်ထမ်းတွေလက္ခဏာတွေနော်မိမိအနေနဲ့အလုပ်ပြောင်းတာ အလုတ်ပြောင်းတယ်ဆိုတာကဒီအလုတ်ထင်မှာပဲတဏှာကိုယာဓုတိုးနဲ့ပြောင်းလာဟာဒီချက်ပို့တဲ့တာဝန်ဝတ်တရားတွေဒီချက်ပို့တဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေပို့ပြီးတော့ကိုယ့်ကိုလုတ်တာဝန်ပေးတဲ့ပုံစံမျိုးလေးတွေဒီတစ်ပတ်မှာအများဆုံးကြုံတတ်တယ်ဟိုအခုလုပ်နေရတဲ့အနေအထားမှာလုပ်ငန်းနှစ်ခုလောက်ကိုဦးစီးပြီးလုပ်နေရတယ်ဆိုလို့ရှိရင်ねဒီတစ်ပတ်အတော်အတွင်းမှာလုပ်ငန်း၃ခုလို့၄ခုလို့ပြန်ပြီးဦးစီးရလိမ့်မယ်တခြားလုပ်ငန်းတွေတခြားလူတွေရဲ့အဆင်မပြေမှုတွေကမိမိအပေါ်မှာယုံကြည်မှုပုံများလာလိမ့်မယ် ယုံကြည်မှုများလာလေလုပ်ငန်းတာဝန်ပို့ပြီးတော့ပေးလာလေဒီလိုလုပ်ငန်းတာဝန်မျိုးလေးတွေပို့ပြီးတော့ပေးလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေလည်းဒီဘက်မှာတွေ့ရတယ်။တထုသောကိစ္စရပ်လေးတွေမှာအပြောင်းလဲလုတ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းအပြောင်းလဲကောင်းလေးတွေကြုံလိမ့်မယ်။ဟိုလုပ်ငန်းပြောင်းလာတော့လကောင်းလုပ်ငန်းအသက်ချဲ့ထွင်းလာတော့လကောင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟိုနောက်တစ်ခုပြန်လဲရင်းနှီးမြှုပ်နှံလာတော့လကောင်း ဒါမျိုးလေးတွေလုံးလို့တင်တယ်။လုံးမယ်ဆိုလို့ရှိရင်လည်းလုံးဖို့အဆင်ပြေလိမ့်မယ်။ပြည်စရာချီနေလေးတွေရှိတယ်။နိုင်ငံခြားသွားမဲ့သူတွေ၊တန်းကြနေတဲ့သူတွေဒီတစ်ပတ်မှာနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေ၊သတင်းကောင်းလေးတွေကြားရလိမ့်မယ်။သွားရမယ့်အချိန်ဒီပိုင်းဆိုင်ရာလေးတွေအကြောင်းလေးတွေပေါ်လိမ့်မယ်။သို့မဟုတ်ပြည်တွင်းမှာအလုရှာနေတဲ့အော်အင်တာဗျူးဖြည့်ထားတဲ့အလုရှောက်ထားတဲ့ဟိုနေရာလည်းမကော့ဒီနေရာလည်းမကော့အရင်ချိန်ကမှဖြစ်နေတဲ့အရာလေးတွေဒီတစ်ပတ်မှာ မထင်မှတ်တဲ့အရာတွေကကိုလိုချင်တဲ့လုပ်ငန်းတွေကိုလိုချင်တဲ့နေရာတွေကိုလိုချင်တဲ့ယာတို့ကိုလိုချင်တဲ့လစာပုံစံမျိုးလေးတွေနဲ့လုပ်ငန်းလေးတွေခန့်လာတာအလုပ်ခန့်စာတွေထွက်လာတာเนาะဒီလိုအင်တာဗျူးအောင်လာတာကိုမထင်မှတ်ထားတဲ့အင်တာဗျူးလေးတွေအောင်ပြီးတော့အလုပ်ပြန်လဲရရှိလာတာဒါမျိုးလေးတွေဒီဆွမ်းမှာကြုံတွေ့ရတတ်တယ်ဒီလိုကြုံတွေ့ရတတ်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးဘက်ကိုရောက်ရှိနေတဲ့အချိန်ခါကာလ တစ်ခုလိုပြောရမှာဖြစ်တယ်ဒီလိုအကောင်းဆုံးဘက်ကိုရောက်ရှိနေတဲ့အချိန်ထားကာလမှာအတွေးလွဲလို့တော့မဖြစ်နိုင်ဘူးအတွေးခေါ်တော့မလွဲသင့်ဘူးဆိုတဲ့အကြောင်းအရာလေးတွေတော့အကြံပေးခြင်းနဲ့နောက်တစ်ချက်ကဒီတစ်ပတ်တော်တဲ့မှာမိသားစုထဲမှာတော့လကောင်းဆွေမျိုးသားချင်းတွေထဲမှာတော့လကောင်းနော်ဒါမှမဟုတ်လို့ရှိရင်မိမိရဲ့ပတ်ဝန်းကျင်မှာတော့လကောင်းနော်မင်္ဂလာနဲ့ပတ်သက်တာမင်္ဂလာဆောင်တော်၎င်းရှင်ပြုတော်၎င်းဒါမှမဟုတ်လို့ရှင်အခုရာသီဆိုလို့ရှင်ကထိန်ရာသီဖြစ်တဲ့အတွက်ကထိန်ပွဲတွေတော်၎င်း ဒီလိုအရာမျိုးလေးတွေကိုမိမိကကိုယ်တိုင်ကိုကြဦးစီးဦးဆောင်ပြုတ်လောက်ရမယ့်အခြေအနေပိုင်းဆိုင်ရာအခြေချစတင်ပြီးတော့ပြုတ်လောက်ပြရမယ့်အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ခါမှာပေါ်လိမ့်မယ်ပေါ်လာခဲ့တယ်ဆိုလို့ရှင်အလွန်ကောင်းပါတယ်မင်္ဂလာနဲ့ပတ်သက်တဲ့သတင်းတွေကြားခဲ့တယ်ဆိုလို့ရှင်လည်းအလွန်ကောင်းပါတယ်ဒီထက်ပိုပြီးတော့မင်္ဂလာရှိလာမယ့်သဘောလေးတွေရှိတယ်ဆွေမျိုးသားချင်းတွေမှာအိမ်အောင်ပြုတ်သွားတော့လောကမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရတဲ့လို့ဒီတော့လောကကိုကဒီမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရတဲ့ကိုဦးစီးဦးဆောင်လုပ်ပေးရတာတွားရောက်ပြီးတော့ကုညီဆောင်ရွက်ပေးရတာဒါမျိုးလေးတွေကြုံရတယ် ုံတွေ့လာလိမ့်မယ်ကြုံတွေ့လာတယ်ဆိုလို့ရှိရင်လည်းအကောင်းဆုံးဘက်ကိုဒီကိစ္စရက်တွေပြီးတာနဲ့နောက်ပိုင်းမှာအကောင်းပိုင်းလေးတွေအကောင်းဆုံးဘက်ကိုရောက်ရှိလာမယ့်အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အရင်ဘက်ဒီမှာကိုကငွေကြေးနဲ့ပတ်သက်ပြီးအဆင်မပြေတာဖြစ်ထားတယ်ဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲရှိတယ်ဆိုလို့ရှိရင်ဒီတစ်ပတ်မှာမထက်မှတ်ပဲနဲ့ငွေကြေးအကူအညီကောင်းတွေရရှိလိမ့်မယ်ရရှိလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေလည်းကြုံရလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တာလေးတွေအကူအညီကောင်းလေးတွေပေါ်လာလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်တာတွေလမ်းတက်လေးတွေချဲ့ထွင်းတာလမ်းတက်လေးတွေလုပ်ငန်းတက်လေးတွေချဲ့ထွင်းတာမျိုးလေးတွေပို့ပြီးတော့ အဆင်ပြေလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။အရင်ကကိုကစူးစမ်းလောက်ကင်ထားတဲ့အရာတွေအဆင်မပြေမှုတွေဖြစ်ထားတယ်။ကိုကဘလောက်ပဲစူးစမ်းတာစူးစမ်းတာအဆင်မပြေဘူးအကြောင်းမပေါ်ဘူးကိုအတွက်ခွင့်ရမရှိဘူးအကျိုးမြတ်မရှိဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေမထင်မှတ်ပဲထပြီးအကျိုးမြတ်ထပ်ပေါ်လာလိမ့်မယ်။ ထားပြီးတော့အခွင့်အရေးတွေထားပေါ်လာလိမ့်မယ်ထားပြီးတော့လိုအပ်တဲ့အရာလေးတွေပြန်ပြီးတော့အကောင့်ဘက်ကိုရောက်ရှိလာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာဒီတစ်ပတ်မှာတွေ့ရတယ်ဒါလေးတွေဒီတစ်ပတ်မှာပေါ်ပေါက်လာတယ်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးရှိတယ်တချို့တော့ကိစ္စရက်လေးတွေမှာကိုကအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေရရှိပြီမယ်ဒီအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေကိုကိုကကိုယ်တိုင်အသုံးချနိုင်မှုတော့လိုအပ်လိမ့်မယ်တချို့တော့အရာတွေမှာဟိုစိတ်ဆုံးဖြတ်ချက်မမှန်တာတို့ကိုစိတ်ထဲမှာသဝေသဝါဖြစ်တာတို့ပတ်ဝန်းကျင်ကိုအားနာတာတို့အကြောင်းအမျိုးမျိုးနဲ့နော်ကို့အနေနဲ့လှုပ်ဖို့အရေးကိုတွေးခေါ်နေရင်တွေးခေါ်နေတာပဲ ဲရှိတယ်လက်တွေ့မကြတဲ့ကိစ္စရက်လေးတွေတို့တော့ဒီဘက်မှာရက်ဆိုင်ဖို့လိုတယ်နော်အတတ်နိုင်ဆုံးတချို့တော့စိန်ခေါ်မှုတွေတချို့တော့ရင်ဆိုင်ရမယ့်ပြဿနာတွေတချို့တော့ကိစ္စရက်လေးတွေတွေးပြီးပုံနေတဲ့ကိစ္စရက်လေးတွေကိုမလုပ်နဲ့အတတ်နိုင်ဆုံးလုံမလားဘယ်အလုပ်ပဲလုပ်မယ်ဆိုဒုံးလိပါဝေဘာမှမစဉ်းစားနဲ့ဒုံးလိပါဝေထလို့အဲ့ထလို့တဲ့အရာတွေဒီဘက်မှာအဆင်ပြေလိမ့်မယ်နော်စဉ်းစားနေရင်တွေးဝေနေရင်ဒီဘက်မှာမမိရဲ့အခွင့်အရေးကောင်းအခွင့်အလမ်းကောင်းလေးတွေပြည့်စုံသွားနိုင်တယ်ကြဆုံသွားနိုင်တယ်မိမိရရှိနိုင်တဲ့အခွင့်အရေးလေးတွေလက်လွတ်သွားတတ်တယ် ါကြောင့်မို့လို့ကိုယ့်ရဲ့အခွင့်အရေးကောင်းအခွင့်အလမ်းကောင်းကြီးရရှိနိုင်မှုအရေးကိုဒီတစ်ပတ်မှာလုံးဆရာရှိတဲ့အရာကိုဆုံးဖြတ်ချက်တိတိကျကျခံခံမာမာနဲ့လုံးမယ်ဆိုတဲ့ခေါင်းစင်စားမှုတွေးကြမှုတိတိကျကျစဉ်းစားပြီးတော့တိတိကျလုပ်ဒါဆိုလို့ရှိရင်အဆင်ပြေနိုင်တဲ့ကိစ္စရက်လေးတွေကြုံလာရလိမ့်မယ်တချို့တော့ကိစ္စရက်လေးတွေမှာအတိုက်ခံနဲ့ပတ်သက်တဲ့အရာတွေကိုကိုကတွေးနေတယ်ဒါဟာကြလို့ရှိရင်ကိုယ့်ရဲ့အခက်ခဲပြဿနာတွေကိုတွေးနေတယ်ဆိုလို့ရှိရင်တော့ဒီအတွေးတွေကိုရက်လိုက်ပါ ရလိုက်ပါ လုံမဲ့အရာကိုရှေ့လျှောက်လို့ရှေ့ကိုသာတိုးပြီးလုံနောက်ဆုတ်ဖို့မစင်းစားနဲ့ရှေ့ကိုတိုးပြီးလုံအောင်မြင်သွားလိမ့်မယ်အဆင်ပြေသွားလိမ့်မယ်ဆိုရဲအချိန်၄ဘိုင်းဆိုင်ရာကိုတွေ့ရတယ်နော်ပြပြတသာလုံနိုင်လေလေအောင်မြင်မှုနဲ့နှိစက်လေလေပဲတွေးဝေးနီးလေလေဒီတစ်ပတ်မှာတော့ကိုယ့်ရဲ့ကြာရှုံးမှုနဲ့နှိစက်လေလေပဲကြာရှုံးခံမလားအောင်မြင်မှုယူမလားဆိုတာမိမိကိုယ်တိုင်ဆုံးဖြတ်နိုင်မှုလို့ရတယ်။တချို့သောကိစ္စရက်တွေဒီမှာကိုကကြော်ဖြတ်ရမယ့်ကိစ္စတွေတချို့သောကိစ္စရက်တွေမှာသွားရမယ့်ကိစ္စတွေမှာခရီးကိစ္စတွေမှာအယံကာရောကြီးလို့ဟိုအလုပ်တွေရဲ့ပုံမှာ ဖီမတ်ထက်မထားနဲ့အဆင်မပြေမှုကိစ္စတွေကိုအဆင်ပြေပါမလားဆိုတဲ့စိတ်ပူမှုတွေမထားနဲ့အတတ်နိုင်ဆုံးဘယ်အတွေးမှစိုးရိမ်စိတ်မထားနဲ့တိတိကျကျလှုပ်လိုက်ဒါဆိုလို့ရှိရင်ဒီဘက်မှာအဆင်ပြေကြကိစ္စရက်လေးတွေတုံသွားလိမ့်မယ်ဒီဘက်တည်းအတော်အတွဲမှာပေါ့နော်မထင်မှတ်ပဲနဲ့မိမိစီကိုလက်ဆောင်ပစ္စည်းတွေ ရောက်ရှိလာတတ်တယ်အာမင်္ဂလာသတင်းတွေကြားလာတတ်တယ်အဝေးရက်ကနေပြီးတော့မိမိကိုမှဟိုဒီခက်ဒီမှာဆိုလို့ရှိရင် surprise ပစ္စည်းလေးတွေပေါ့အဲအဲ့လိုပစ္စည်းမျိုးလေးတွေရောက်ရှိတတ်တယ်ရရှိတတ်တယ်ချစ်သူဤသားဇီယာရရင်တော့လကောင်းညီကိုမောင်မားတွေဇီယာရရင်တော့လကောင်းဘယ်လိုပဲဖြစ်လက်ဆောင်ပစ္စည်းနဲ့ပတ်သက်တာဒီဘက်မှာရရှိတတ်တယ်ရရှိတတ်တဲ့အချိန်ပိုင်းဆိုင်ရာလေးတွေရှိတယ်နော်နောက်ပြီးတော့အိမ်တွင်းကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုလည်းနည်းနည်းလေးဟောပေးချင်တယ်အိမ်တွင်းကြီးနဲ့ပတ်သက်လို့ရှိရင်လည်းရဝေးနေကြမှာရှိတယ်သားသမီးတွေညီကိုမောင်မားတွေဇီယာသတင်းကောင်းလေးတွေကြားရလိမ့်မယ်အကူညီကောင်းအထောက်ပံ့ကောင်းငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုညီ ပေးလာတာထောက်ပံ့ပေးလာတာလေးတွေဒီဘက်မှာကြုံရလိမ့်မယ်မိမိဖြစ်ပေါ်နေတဲ့အခက်အခဲတွေကိုရက်ဝေးမြေချာဆွေမျိုးတာချင်းညီကိုမောင်နှမနော်အဲ့လိုတွေကနေမိမိကိုကူညီလာလိမ့်မယ်ဒီလိုအကူအညီကောင်းလေးတွေပေးလာနိုင်တဲ့အခြေအနေပိုင်းဆံရလေးတွေဒီဘက်မှာတွေ့ရတယ်နော်ဒီကြားထဲမှာအခြေအနေပတ်သက်ပြီးတော့ထပ်ပြီးဟောကြားပေးကြပါတယ်တနည်းဝေသားသမီးများအတွက်အခြေအနေပတ်သက်လာတယ်ဆိုလို့ရှိရင်မိမိကခွန်နေတဲ့သူတော့သူရှိရင်တော့လကောက်ဒါမှမဟုတ်လို့ရှိရင်မိစိတ်ဝင်စားလို့ propose လောက်ထားတဲ့သူရှိရင်တော့လကောက် သူတို့ကြီးကြီးကနေပြီးတော့တရင်ကောင်းနေကြရလိမ့်မယ်တဲ့နော်မိမိကိုရဲ့ propose တွေလက်ခံတာမိမိကတ်နေတဲ့သူကမိမိပေါ်မှာဟိုအခြေအနေတမျိုးတိုးတက်ပြီးတော့ကောင်းမွန်စွာဆက်ဆံလာတာဒါမျိုးလေးတွေကြုံရလိမ့်မယ်အခြေအနေနဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာလေးတွေကြုံရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးဒီတစ်ပတ်မှာတွေ့ရတယ်ဒီလိုကြုံရနိုင်တဲ့အတွက်မိမိကြုံရနိုင်တဲ့အနေအထားမှာလည်းစိတ်ချမ်းသာစရာတွေဖြစ်လိမ့်မယ်လိုချင်တဲ့အတိုင်းဒါလိုချင်တဲ့အဖြစ်မျိုးလည်းဖြစ်လိမ့်မယ်ဒီလိုမျိုးလေးတွေတော့ဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ် ကျမ်းစာကြီးနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးဟောကြားပေးခြင်းတယ်။ကျမ်းစာကြီးနဲ့ပတ်သက်ရင်တအားကြီးစိတ်ပူကြတော့မလိုဘူး။အရင်ဘက်တွေမှာတော့ကျမ်းစာကြီးနဲ့ညံ့တယ်။ညံ့တဲ့အပိုင်းကြီးကျုံနေရလိမ့်မယ်။ဒါပေမဲ့ဒီတစ်ဘက်တွေမှာအဲ့ဒီကျမ်းစာကြီးအရင်ကဟိုအနာနဲ့စီမတွေ့ရပုံစံဖြစ်နေတယ်ဆိုလို့ရှိရင်ဒီတစ်ဘက်မှာအနာနဲ့စီတွေ့ရတာလို့ကျမ်းစာကြီးနဲ့ပတ်သက်ပြီးထူးထူးထောင်ထောင်ပြန်ပြီးကောင်းလာတာလို့ကျမ်းစာကြီးနဲ့ပတ်သက်ပြီးထူးထူးခြားခြားလေးတွေပြန်ဖြစ်လာတာလို့ဒါမျိုးလေးတွေကြုံရတတ်တဲ့အနေထားပိုင်းဆိုင်ရာလေးတွေတွေ့ရလိမ့်မယ်။နော်။ ဒါပြီးပါလို့ရှိရင်ဒီနေ့ဝေတာသမီးအတွက်ရေရာနဲ့ပတ်သက်တဲ့ကိစ္စရဲ့လေးဒီဟိုအခက်ခဲအခိုက်အညံ့လေးဒီမိမိလောကကံရလွဲအောင်လို့ရေရာနဲ့ပတ်သက်တာလေးဒီပြောပြောပြဟောကြားပေးကြပါလိမ့်ရေရာနဲ့ပတ်သက်လာလို့ရှိရင်တိတ်အများကြီးမလိုပါဘူးမိမိနှစ်သက်ရပန်းအယောင်ဆုံးနော်ပန်းအယောင်ဆုံးတဲ့ပန်းဖရာကြောင်းဆောင်ပါတော့လောကမွေးနံထောက်ပါတော့လောကလှူဒါန်းပေးပါနော်အယောင်ဆုံးပါတဲ့ပန်းဒါမှမဟုတ်လို့ရှိရင်ပန်းကုန်းလေးတွေပေါ့နော်ဘုရားတောင်းတော့မှလူတန်းပြီးပါဒါဆိုလို့ရှိရင်အခက်ကလေးကြီးဒီတော့သွားပါလိမ့်မယ်